ATN စဟလန်ဒန်မြို့မြောက်ပိုင်းရှိဘာကလီးဘဏ်ကွဲတခုမှာ1969ခုနှစ်ကစတင်အသုံးပြုခဲ့ပြီးဒါဟာဘဏ်လုပ်ငန်းသမိုင်းကိုထပ်ပရန်လဲစေခဲ့ပါတယ်။ ATN စက်ကိုတီထွင်သူမှာဂျွန်ရှာပတ်ဘာရုံဖြစ်ပြီးသူဟာအဲ့ဒီအချင်းကငွေစက်ကိုပုံနှိပ်လုပ်ငန်းတခုရဲ့ Managing Director ဖြစ်ပါတယ်။တရုတ်မှာရှပတ်ဘာရုံဟာဘဏ်ပိတ်ချိန်နောက်ကျပြီးမှဘဏ်သူရောက်ရှိခေရာငွေတိုင်းထုတ်ယူခွင့်မရတော့ပါဘူး။ အဲ့ဒီအခြေအနေကြောင့်စိတ်နှောင့်ယှက်ဖြစ်ကဘယ်အချိန်ဖြစ်ဖြစ်မင်းညားမှမဆိုငါငွေကိုထုတ်ယူနိုင်ရမယ်ဆိုပြီးစဉ်းစားမိခဲ့ပါ誒အဲ့ဒီညာရေချိုးကန်ထဲမှာအရှိစဉ်ချောကလက်အယောင်ဆန်ချောကလက် vending machines ရဲ့စိတ်ကူးကိုရခဲ့ပါတယ်ချောကလက်ထွက်လာတဲ့ကဲတော့ငွေသားလဲအလွတ်အလျောက်ထွက်လာနိုင်ရမည်ဟုသူတွေးလိုက်ပါတယ် သူဟာပင်နံပါတ်6လုံးအသုံးပြုရန်စဉ်းစားခဲ့ပေမယ့်လေ၎င်းရဲ့ဇနီးကယ်ရိုလိုင်းက6လုံးကိုမှတ်မိရန်ခက်ခဲကြောင်းပြောကြားခဲ့တာကြောင့်ယနေ့ကဘာတော်ဝမ်ဆန်နုံဖူတော်လေးလုံးမှပင်နံပါတ်ကိုစတင်အသုံးပြုရန်အဆုံးဖြတ်ခဲ့ပါတယ်။ပထမဆုံး ETN 79တော့1969ခုနှစ်ဇွန်လ29ရက်နေ့မှာလန်ဒန်မြို့မြောက်ပိုင်း Anfield ရှိ Barclay ဘဏ်ကွဲမှာတက်ဆင်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကနေမေကျော်ဟာတသေယူဆောင်ရက်ဘာနီဟာမီဒီယာတွေရှေ့မှာ အခမ်းအနားနဲ့ပထမဆုံးငွေထုတ်ယူမှုကိုပြုလုပ်ခဲ့ပါတယ်။နောက်ပြီးပထမဆုံး ATM ဆဟာဒီနေ့ခက်စက်တွေနဲ့မတူဘဲတစ်ချိန်လင်းအစက်ပေါင်းပမာဏသာထုတ်ယူနိုင်ပါတယ်။ရှပတ်ဘာရုံရဲ့အဆိုအရအဲ့ဒီပမာဏဟာစနေတနင်္ဂနွေအောက်လရက်တွေအတွက်လုံလောက်တယ်လို့ယူဆခဲ့ပါတယ်။နောက်ပြီး plastic ဖန်ကက်တွေမှုပေါ်သေးကြောင် သုံးဆွေသူတွေဟာဗမာထုတ်ပေးတဲ့အထူးစကူပေါချာတွေကိုသာ အသုံးပြုခဲ့ရပါတယ်။အဲဒီစကူပေါချာတွေအားရောင်ကြီးတင့်ကာဗွန်၁၄ဓာတ်ထင်စိန်ထားပါတယ်။ဆက်သေးသူပေါချာကိုထည့်သွင်းလိုက်တဲ့အခါဆက်ဟာ၎င်းကိုစစ်ဆေးပြီးသုံးဆွေသူထည့်သွင်းတဲ့လေးလုံးမှာပင့်နံပါတ်နဲ့စစ်ဆေးပါတယ်။နောက်ပြီးဒီဆက်တွေဟာဘန်ရဲ့ကွန်ပျူတာစနစ်နဲ့တိုက်ရိုက်ချိတ်ဆက်ထားခြင်းမရှိပါဘူး။ ၎င်းဟာဘန်ကောင်တာမှာငွေလဲလွယ်ပေးခြင်းလိုမျိုး ပေါ့ချတရွတ်နဲ့ငွေသား30ထုပ်ကိုလဲလွယ်ပေးတဲ့စနစ်မြသားဖြစ်ပါတယ်။နောက်ကျဗီဒီယိုဒီမှာလဲအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမို့ like and follow လုပ်ပြီးအားပေးခဲ့ကြပါဦးနော်။အားလုံးပဲအဆင်ပြေကြပါစေ။